ရောရှိအားလုံးပဲမင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။ Okay ဆိုတော့မနေ့ကကတိအတိုင်းဒီနေ့မှာတော့ Sarada ရဲ့ Mangal Q Sharing Can Availability ကိုကျွန်တော်နားလည်သလောက်ရှင်းပြပေးသွားပါမယ်။ Brodo ရဲ့နောက်ဆက်တွဲ Manga တစ်ခုဖြစ်တဲ့ Two Blue Bottles ရဲ့ Manga Chapter 20မှာတော့ကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့အရာတစ်ခုဟာတကယ်ကြီးဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့မျှော်လင့်နေတဲ့အရာကတော့ Sarada ရဲ့ Mangal Q Sharing Can Availability ဖြစ်ပြီး Sarada ရဲ့ Mangal Q Sharing Can ကိုကျွန်တော်တို့ Proto Manga Chapter 80မှာမြင်တွေ့ခဲ့ကြရပါမယ်။ ဒီမဂ်ဂက်ကျိုးရှာရင်ကန်ကဘာတွေလုဆောင်နိုင်တာလဲဘယ်လောက်ထိ powerful ဖြစ်လဲဆိုတာကိုကျွန်တော်တို့မသိခဲ့ကြရပါဘူးဆိုတော့ Brodo Fan တွေအနေနဲ့ကလည်း Sarada ရဲ့ Mega Kyo Sharingan Ability တွေကိုသိရဖို့အတွက်နှစ်နှစ်လောက်တောင်စောင့်ဆိုင်ခဲ့ကြရပါတယ် Brodo Manga Chapter 80မှာ Sarada ရဲ့ Mega Kyo ကိုဖော်ပြခဲ့တဲ့ဆိုပေမဲ့ဒီ Mega Kyo Sharingan ရဲ့ Ability တွေကို True Blue Ball Test Chapter 20မှတိုင်ခင်အထိမသိခဲ့ရပါဘူး True Blue Ball Test ရဲ့ Chapter 20မှာတော့ Sarada တယောက်သူ့ရဲ့ Mega Kyo Ability တစ်ခုကိုထုတ်ဖော်သုံးစွဲခဲ့ပါတယ် ဒီအဗလတီကိုတော့ကျွန်တော်တို့ report တဲ့တစ်ခုအနေနဲ့မြင်တွေ့ခဲ့ရပြီး review ရဲ့တဲတံမှုတွေကိုစွဲငင်ဆုပ်ယူပြခဲ့ပါတယ်။သူစနာတစ်ခုကတော့ Sarada ရဲ့ Megal QC ကနေဖြစ်ပေါ်လာတဲ့ port ကမြို့ရဲ့ Iron Sand တွေတည်တန်းကိုသာဆုပ်ယူသွားခဲ့တာပါ။ဘာကြောင့်ဒီလိုတည်တန်းပဲဆုပ်ယူသွားခဲ့ရတာလဲဆိုရင်မေကွန်းကလည်းစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။ဒီမေကွန်းအတွက်အခုအချိန်မှာဖြေရီရှိမနေသေးပေမဲ့ theory တွေကတော့ရှိလာနေပြီဖြစ်ပါတယ်။ theory တွေအများကြီးတဲ့အကမှရေပန်းအစားဆုံး theory ကတော့ Sarada ရဲ့ Mangae Q ကခံပွေးနေစလူနေလဲဆိုတဲ့အချက်ရဲ့ Sarada က Black Hole ကိုပါထိချုပ်နေနိုင်ပြီဆိုတဲ့အချက်နှစ်ချက်ပဲဖြစ်ပါတယ်။ဒီ theory နှစ်ခုကအခုလက်ရှိအချိန်မှာ Sarada အတွက်ညီတူမျှတူဖြစ်နိုင်ခြင်းရှိနေတဲ့အတွက်ကြောင့် Brodo Universe နဲ့လည်းကိုက်ညီနေနိုင်ပါတယ်။ Mangae Q ရှာရင်းကန်တိုင်းက Brother တို့တည်တဲ့အတိုင်း Avalady နှစ်မျိုးကိုအသုံးပြုနိုင်ကြပါတယ်။ Itachi ဆိုရင် Amaterasu နဲ့ Squiromiro ကိုအတုပြုနိုင်ပြီး Sasuke ဆိုရင် Amaterasu နဲ့ Kakuzuchi ကိုအတုပြုနိုင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့အနေနဲ့ကလည်းပထမဆုံးသိရှိထားရတဲ့ Sarada ရဲ့ Mankey Q Availability ကိုအခြေခံပြီးဒုတိယမြောက် Availability ကဘာဖြစ်နိုင်မလဲဆိုတာကို Y1 အဖြစ်ရှာကြည့်နိုင်ပါတယ်။ဒါအပြင်အခြားသောမိကွန်းတွေဖြစ်တဲ့ Sarada ကသူ့ရဲ့ Mankey Q ကိုတုံးတာအများကြီးကန်သွားနိုင်ခြင်းရှိလား။ Boldo Universe မှာရော Sarada ရဲ့ Mankey Q တွေကဘယ်လောက်အထိ powerful ဖြစ်နိုင်မလဲနဲ့ Sarada တယောက်သူမိဘတွေရဲ့အမွေကိုဘယ်လောက်အကောင်းဆုံးအသုံးချမလဲဆိုတဲ့မိကွန်း၃ခုကိုလည်းဒီနေ့ဗီဒီယိုမှာတစ်ခါတည်းဖြည့်ချပေးသွားပါမယ်။ ဒီမေကောတုံးခုကိုမဖြေချခင်မှာဘရာသားတို့အနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးခဲကြဖို့တောင်းဆိုချင်ပါတယ်ပထမဆုံးအနေနဲ့ Sarada တယောက်သူ့ရဲ့ Mega Q ကိုဘလို့ရရှိပိုင်းဆိုင်ခဲ့လဲဆိုတဲ့အချင်းအရာကိုဆွေးနွေးကြည့်ကြပါမယ် Sarada က Brodo Manga ရဲ့အဆုံးတက်ခါနေတဲ့အချိန်မှာ Brodo ကိုကာကွယ်ခြင်းနဲ့စိတ်တစ်ခုချောင်းဘသူ့ရဲ့ကိစ္စမှုကိုမှမလိုအပ်ခဲ့ဘဲနဲ့ Mega Q Sharingan တွေကိုနှိုးထနိုင်ခဲ့ပါတယ် ။နာဂေကျိုရှာရင်ကဆိုတာအတုံးမပြူတာကြာလာရင်စွမ်းရည်ကြာစင်းမှု၊စွမ်းရည်ပြောင်းလဲမှုနဲ့စွမ်းရည်ကုန်ခံမှုတို့ဘာဆိုဘာမှမဖြစ်ပေါ်နိုင်တဲ့ availability တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်နှစ်နှစ်လောက်ထုံမသုံးခဲ့တဲ့ Sarada ရဲ့ availability ကလည်းပြောင်းလဲမှုမရှိနိုင်တဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ chapter 20မှာတော့ brother တို့မြင်တွေ့ခဲ့ရတဲ့အတိုင်း sarada ကခါမူးရည်နဲ့တူတဲ့ project တစ်ခုကိုဖွင့်ခဲ့ပါတယ်။ဒီလို project မျိုးကို sarada က brother to the next generation မှာကတည်းကဖွင့်နိုင်ခဲ့တာမျိုးလည်းဖြစ်ပါတယ်။ မန်ကေကူရှာရင်းကဆိုတာကျွန်တော်မနေ့ကရှင်းပြထားသလိုပဲထုံမွေး၃ခုပေါင်းဆက်ပြီးမှရရှိလာတဲ့ availability တစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးပေါင်းဆက်နေတဲ့အချိန်မှာအုံနောက်နဲ့နှလုံးသားကခန်းစားနေရတဲ့ခန်းစားချက်တွေအပေါ်မူတည်ပြီးမန်ကေကူရဲ့ availability rate ကလည်းကွဲပြားခြားနားသွားနိုင်ပါတယ်။ပြောရမယ်ဆိုရင်မန်ကေကူဆိုတာခန်းစားချက်ရဲ့ reflection တစ်ခုလည်းဖြစ်ပါတယ်။ Hitachi ရဲ့ဖြစ်စဉ်ကိုကျွန်တော်တို့ပြန်ပြီးစဉ်းစားကြည့်ရမယ်ဆိုရင်သူ့ရဲ့မန်ကေကူကိုရှီဆူရီတင်ဆောင်ပြီးတဲ့အချိန်မှာနှုတ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်းအီဒါချီကအဆုံးမရှိတဲ့မီတောအာမတရာဆုနဲ့အချိန်ကိုထိန်းချုပ်နိုင်တဲ့စကီယိုမီတို့ကိုအတုံးပြုနိုင်ခဲ့ပါတယ်။အာမတရာဆုကရှီဆုတီယောက်ခွန်နိုဟာနဲ့ဦးချီဟာရဲ့လောင်ကျွမ်းမှုမှာလောင်စာအဖြစ်လောင်ကျွမ်းသွားမှုကိုအတိအကကိုစားပြုထားပါတယ်။ဒါပေမဲ့ရှီဆူရီကသူ့ရဲ့ကကြမာကိုသူကိုယ်တိုင်ထင်းချုပ်ပြီးရေတကုန်နဲ့ကိုခုံချသွားခဲ့တာကြောင့်အီဒါချီမှလည်းကကြမာကိုထင်းချုပ်နိုင်တဲ့စကီယိုမီကိုအသုံးပြုနိုင်ခဲ့ပါတယ်။စကီယိုမီဆိုတာကတော့အီဒါချီက82နှစ်လောက်တည်ရှိနေနိုင်မဲ့ကဘာတစ်ခုကိုဖန်လီစတင်ခေါ်ပြီးပြင်မှတ်ကိုထည့်သွင်းနှိမ့်ဆက်နိုင်တဲ့ကံကျစုတစ်ခုပဲဖြစ်ပါတယ်။ ဆာစကေကတော့အစောပိုင်းမှာပြောခဲ့တယ်လို့ပဲအာမတေရာဆုနဲ့ခါကဆုချီတို့ကိုရရှိပိုင်ဆိုင်ခဲ့ပြီးမီတော့ဖြစ်တဲ့ဆာစကေကိုရိုင်းကအဲ့မီတော့ကိုထိ ंछ ုပ်ထားနိုင်တယ်ဆိုတဲ့သဘောမျိုးတက်ရောက်ပါတယ်နောက်ထပ်စီးရီးယံမန်ကဲကျူလော့ဂျစ်ကတော့အခုပြောခဲ့သလိုနိုးထားတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့အခိုက်အတန့်ပေါ်မူတည်ပြီး availability နှမျိုးကိုရရှိပိုင်ဆိုင်လေးရှိပါတယ်။ဆာရာဒါရဲ့မန်ကဲကျူကတော့နိုးထားခဲ့တာကြာပြီဆိုပေမဲ့ chapter 20လောက်မှာမှ availability တစ်ခုတည်းကိုသာဖော်ပြခံခဲ့ရပြီးနောက် availability တစ်ခုကိုတော့ဘယ်အချိန်ကြာမှဆက်လက်ဖော်ပြမလဲဆိုတာကိုတော့ဘယ်သူမှမသိသေးပါဘူး။ ဆာဂါဒါရဲ့ပထမဆုံး availability ကတော့မြင်တွေ့ခဲ့ရသလောက် Fortere ကိုထိန်းချုပ်နိုင်တာမျိုးဖြစ်ပြီး Proto Community တဲမှာတော့ Fortere လို့ပြောနေတဲ့လူတွေလည်းရှိတယ်လို့ Gravity လို့သတ်မှတ်နေကြတဲ့လူတွေလည်းရှိပါတယ်။ကျွန်တော်တို့တွေအနေနဲ့ရိုးရိုးရှင်းရှင်းနားလည်လွယ်အောင်ခံမှုရနဲ့ Black Hole ဆိုပြီးနှစ်ခုခွဲခြားသတ်မှတ်လိုက်ကြပါမယ်။ပြနေကြဘူးပြီးများတာကတော့ဆာရာဒါရဲ့မန်ဂယ်ကျိုးကနေဆွဲအားအပေါ်မှာအခြေခံတဲ့အမျိုးအစားပဲဖြစ်ပါတယ်။ဆာရာဒါကမစ်ဆူကီကိုထိ ंछ ုပ်ထားတဲ့အိုင်ယွန်ဆန်တွေကိုဖယ်ရှားလိုက်တဲ့အချိန်မှာအိုင်ယွန်ဆန်တွေရဲ့အကုန်လုံးကတနေရာထဲမှာစုဝေးသွားတာကိုတတိထားပြီးကြည့်ရင်သိနိုင်ပါတယ်။ မစ်ဆူကီကိုရန်ကတော့အိုင်ယန်ဆန်တွေကိုကြည့်ပြီးဒါဟာစူဝေးမှုတစ်ခုမဟုတ်ဘူးလို့တုံ့တက်ခဲ့ပါတယ်။မစ်ဆူကီမန်ရှင်ခဲ့တာကတော့ဆာရာဒါကတဲတံမှုတွေကိုစူဝေးလိုက်တာမျိုးမဟုတ်ဘဲဒမန်ရှင်တစ်ခုတည်းကိုဆုပ်ယူနေတာလို့ဖော်ပြခဲ့ပါတယ်။ဒါကိုကြည့်ချင်းအားဖြင့် Sarada က Gravity Availability ကိုအသုံးပြုပြီး Black Hole တခုကိုဖန်ပြီးကတဲတံမှုတွေကိုအခြား Dimension စီကိုပို့ဆောင်လိုက်တာမျိုးဖြစ်ပါတယ်။ Sarada အသုံးပြုတဲ့ပုံစံကိုကြည့်မယ်ဆိုရင်ခါမွေးလိုမျိုးကိုပိုင် Dimension မဟုတ်ဘူးဆိုတာကိုတော့ Brother တို့သတိထားမိနိုင်ပါတယ်။ ဘာလို့ဆိုဘီထိုကခါမွေးကို limitless အသုံးပြုနိုင်တာကဟာရှိရဲ့ဆဲအကူအညီကြောင့်ဖြစ်ပြီးခါခါရှိရဲ့ခါမွေးရဲ့အသုံးပြုတဲ့ပုံစံကိုပြန်ကြည့်ရင်ဆာရာဒါလောက်လွယ်ကူမနေတာကိုသတိထားမိမှာပါဒီပြဿနာကိုအိုဘီထိုကဦးချီဟာခါခါရှိကဦးချီအားမဟုတ်တာကြောင့်ဖြစ်ရတယ်လို့ညင်ခုံနိုင်ပေမဲ့ဟာရှိရဲ့ဆဲမပါတဲ့အီဒါချင်းရဲ့ဆာစကဲတို့နဲ့ရောအာမတီရာဆူကိုတုံနိုင်မျက်လုံးထိခိုက်ရတာကိုကြည့်ရင်ကောင်းကောင်းကြီးနားလည်နိုင်ပါတယ်ဒါကြောင့်ဆာရာဒါအသုံးပြုနေတာဟာခါမွေးလိုမျိုး visibility ကိုအရန်ပေးစရာမလိုတဲ့ black hole တစ်ခုသာဖြစ်နေနိုင်ပါတယ် ကဲဒါဆိုရင်တော့ Sarada ရဲ့ဖြစ်လာနိုင်ခြေရှိတဲ့ availability တွေအကြောင်းကိုဟုတ်ဟုတ်မဟုတ်ဟုတ်စမျိုးပြန်ပြီးဆွေးနွေးကြည့်ကြပါမယ်။ Sarada ရဲ့ Mega Q availability ကိုနောက်ထပ်ကြီးတိုင်းကပထမဆုံးမြင်ဘူးတွေ့ဘူးတဲ့ availability တစ်ခုဖြစ်သတ်မှတ်ထားကြပါတယ်။ဆိုလိုချင်တဲ့သဘောက Sarada ရဲ့ Mega Q availability ဒီအခြား Mega Q availability တွေနဲ့လုံးဝလုံးဝမတူညီနိုင်ဘူးဆိုတဲ့အချက်ပါ။အခုဆက်ဆွေးနွေးမယ့်အကြောင်းအရာကတော့ risk အရမ်းများတဲ့ theory တွေဖြစ်တာအကြောင်းဖြစ်မလာခဲ့ရင်အပြစ်မမြင်ဘူးကြိုတင်တောင်းဆိုထားခြင်းပါတယ်။ ကျွန်တော်ရဲ့အမြင်ကတော့ Sarada ရဲ့ Magic Q ability ကနေနဲ့ဆိုင်တဲ့ zone အားတခုခုဖြစ်နေနိုင်ခြေရှိပါတယ်။ဘာလို့ဆို Sarada ရဲ့ Magic Q ပုံစံကနေချာဘန်းပုံစံဒါမှမဟုတ်လေနေပုံစံကို inspire ယူထားတာကြောင့်ပါ။ကျွန်တော်အနေနဲ့ဟိုးတနေတုန်းကဗီဒီယိုထဲမှာ Magic Q ရဲ့ ability တိုင်းကရှင်တိုနဗျာတွေကိုကိုးစားပြုထားတယ်လို့ရှင်းပြပေးခဲ့ပါတယ်။ Sarada ရဲ့ ability နဲ့အနည်းဆက်ဆုံးတူညီနေတဲ့ခါမူရီဆိုတာကလည်း Naruto Universe မှာအကျဉ်းဆုံး teleportation ကျဆုတစ်ခုလည်းဖြစ်ပါတယ်။ စရာဒါကတာခမွေးကိုအတုပ်ပြုမယ်ဆိုရင်တေချာပေါက် iron sand တွေကို original dimension pack ကိုပြန်လဲပို့ဆောင်နိုင်စွမ်းရှိပါတယ်။ခမွေးရဲ့ဖော်ပြချက်အရခမွေးဆိုတာ Naruto series ရဲ့ multi dimension တစ်ခုပဲဖြစ်ပါတယ်။ multi dimension တစ်ခုဖြစ်နေတာကြောင့်ခမွေးမှာ fraction တွေအများကြီးရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့စရာဒါရဲ့ availability မှာခမွေးနဲ့တူညီတဲ့ fraction တွေကိုတော့မမြင်တွေ့ခဲ့ရပါဘူး။ကျွန်တော်ဆိုလိုတာကခမွေးမှာကစရာဒါရဲ့ availability လိုမျိုး gravity ရှိမနေခဲ့ပါဘူး။ ခုနိုင်တလက်လူတယောက်နဲ့ပေါက်ကွဲမှုတစ်ခုကိုတော့ခမွေးကဆွယူနိုင်ခဲ့ပေမဲ့တဲမုံကလေးတွေကိုတော့ gravity availability မရှိတဲ့ခမွေးကဆွယူနိုင်မယ်လို့ကျွန်တော်ကတော့မထင်မိပါဘူးခမွေးဆိုတဲ့အမျိုးက tunnel vision နဲ့သုံးနာတောင် miss တဲ့အခါ miss နေတာကိုလည်းခက်ခါရှိက data ရကိုဆွယူဖို့ကြိုးစားတဲ့အချိန်မှာလက်တက်ဖက်တဲ့ကိုသာဆွယူနိုင်ခဲ့တာကိုပြန်ကြည့်ရင်သိနိုင်ပါတယ်ဒါကြောင့်ဒီလိုတဲမုံတွေအကုန်လုံးကိုတမုံမကြံစူဝေးအောင်ဆွယူနိုင်ဖို့ဆိုတာက gravity availability မပါရင်မဖြစ်နိုင်ဘူးများပါတယ် ခါမွေးဆိုရာကလည်းအမထရာဆုလိုမျိုးစိတ်ကထားကထားပြီးပြလို့ရတာကြောင့်လွဲသွားရင် waste ဖြစ်သွားနိုင်ပါတယ်။တမျိုးထပ်ပြီးဖြစ်နိုင်သေးတာကဆာရာဒါရဲ့ availability ကခါမွေးဖြစ်ပြီးနောက်ထပ် availability က gravity ကိုထိန်းချုပ်နိုင်တာမျိုးဖြစ်နိုင်ပါတယ်။ဘာလို့ဆို Sasuke ကတော့အမထရာဆုကိုခါကဆုကြီးနဲ့ထိန်းချုပ်ခါနိုင်ခဲ့တာကြောင့်ပါ။ဒါကလည်းဖြစ်နိုင်ခြင်းအရန်နေပါပါတယ်။ဘာလို့ဆိုဆာရာဒါအသုံးပြလိုက်တဲ့ dimension ကခါမူကြီးဖြစ်နိုင်ဖို့ဆိုတာခါမူကြီးကမာထိုင် dimension တစ်ခုဖြစ်တာကြောင့် net ကြီးကအတက်စင်းနဲ့လူကြီးကအတက်စင်းထိတယ်လို့ဖြစ်နိုင်ခြင်းအရန်နေပါပါတယ် နောက်ထပ် universe နဲ့ border universe တို့က share universe ပုံစံမျိုးတည်ဆောက်ထားတာကြောင့် multiverse တခုလည်းဖြစ်ပါတယ်။ Ososkire ကဒီ multiverse ကြီးထဲမှာ Yomusu Hirasaka လို့ခေါ်တဲ့ ability တခုနဲ့ခရီးသွားနိုင်ကြပါတယ်။ Yomusu Hirasaka ကိုနောက်ထပ် Shippuden ရဲ့ final boss Kakuya ကအတုပြုနိုင်ခဲ့ပါတယ်။အခုလက်ရှိနေရာမှာပဲအခြား dimension ကိုဆင့်ခေါ်နိုင်တယ်လို့အခြား dimension ကိုလည်းကိုကသွားရောက်နိုင်စွမ်းရှိပါတယ်။ဖန်ဒီသူတွေကခါခါရှိနေ Obitoro ကိုတော့တူညီတဲ့ Mangle Curie ကိုရရှိပိုင်းဆိုင်ထားတာကြောင့်တူညီတဲ့ Dimension တွေကိုအတုပြုခွင့်ပေးထားပါတယ် ဆာရာဒါကတော့ခါခါရှိနေလဲမျိုးမတော်တယ်လို့ Obito နဲ့လည်းမတက်ဆိုင်တာကြောင့်ခါမွေးကိုမဖွင့်နိုင်ဘူးများပါတယ်။ခကူယာအသုံးပြုထားတဲ့ dimension တွေထဲမှာ gravitation နဲ့ acceleration လို့ခေါ်တဲ့ဆွဲငင်ရအချိန်အရန်များတဲ့ dimension တစ်ခုကိုဖော်ပြပေးခဲ့ပါတယ်။ဒီ dimension ကိုတော့ Kishimoto က pyramid ပုံစံ background တစ်ခုနဲ့ပုံဖော်ပေးထားခဲ့ပါတယ်။ဆာရာဒါအသုံးပြုတဲ့ dimension ကလည်းဒီလိုမျိုး gravitation နဲ့ acceleration အရန်များတဲ့ dimension မျိုးဖြစ်နေနိုင်ပါတယ်။ဒါကြောင့်လဲဆိုတော့ဆွဲငင်ရအရှိန်အုံများလေးလေပေါ်တဲကလည်းအရာဝိတ္ထုအသေးစားလေးတွေကိုစုပ်ယူနိုင်လေးလေဖြစ်ပါတယ်။ ရိုးရဲ့ theory ဆိုတာရိုးရိုး theory မဟုတ်ပဲတန်မှုတွေဖြစ်တာကြောင့်ဒီအမှုန့်တွေရဲ့ mass ကလည်းစိုးရိမ်ရလွယ်ကူတဲ့အလေးချိန်တစ်ခုဖြစ်ပါတယ်။ဘီယိုရဲ့အိုင်ယွန်ဆန်တွေကအရန်လေးတဲ့ mass တစ်ခုရှိတာကြောင့် high gravity ရှိတဲ့ dimension မှာတာလျင်စွပ်ယူနိုင်ပါတယ်။ဒါကတော့ပထမ theory ဖြစ်ပြီးဒုတိယ theory ကတော့ Sarada the absorption နည်းတစုတစ်မျိုးမျိုးကိုအသုံးပြုနေတာမျိုးဖြစ်နိုင်ပါတယ်။ဘိုးတို့ timeline မှာဆိုရင် Momoshiki ကအလုံးတည်တဲ့အတိုင်းနည်းတစုတွေကိုစွပ်ယူနိုင်ခဲ့ပါတယ်။ မမိုရှိကီရဲ့ ability ကတော့သူ့ရဲ့လက်ဖွားမှာပါတဲ့ Renegade နဲ့ Fireball တစ်ခုကိုစုပ်ယူပြီးအခြားလက်ကနေစုပ်ယူလိုက်တာထက်နှစ်စားပိုပြင်းတဲ့ Fireball တစ်ခုကိုပြန်လဲအသုံးပြုနိုင်စွမ်းရှိပါတယ်။ Saradama က Renegade လည်းရှိမနေတယ်လို့ခါမအမှတ်လည်းရှိမနေတာကြောင့်ဒီ Ammon တွေကိုစုပ်ယူနိုင်တဲ့အချက်ကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ Renegade နဲ့ခါမအမှတ်လိုမျိုး Power Bomb တွေရှိနေမှသာရာဝတ္ထုတွေကိုစုပ်ယူနိုင်တာမျိုးမဟုတ်ပဲ Sarada ရဲ့ Mangle Q ကလည်းဒီလိုအရာတွေကိုစွဲငယ်စုပ်ယူနိုင်စွမ်းရှိတယ်ကိုဖော်ပြပေးထားတဲ့အတွက်ကြောင့်နောက်ပိုင်းမှာ Sarada ရဲ့အခမ်းကဏ္ဍကလည်းအရေးပါလာနိုင်ပါတယ်။ ရှူရမ်းမှာဆိုရင်အီတာဂျီရဲ့ထိုစုကဒါကအိုရိုချီမာရီရဲ့မွေးဖောင်ကြီးကို Warfor Dragon Dream လို့ခေါ်တဲ့ Dimensional ကိုဆွေးငင်ဆုပ်ယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ဆာရာဒါအသုံးပြုတဲ့ Dimension ကရော Warfor Dragon Dream လိုမျိုး Dimension တစ်ခုဖြစ်နေနိုင်မလားဆိုတာကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ဆာရာဒါအသုံးပြုလိုက်တဲ့ဆုပ်ယူမှုကတော့ Ryu ရဲ့နေကျစုတစ်ခုဖြစ်တဲ့ Iron Sun ပဲဖြစ်ပါတယ်။နောက်ထပ်ထည့်သွင်းစဉ်းစားရမယ့်အချက်ကတော့ဆာရာဒါဒီထိုမိုးရဲ့၆ခုပါဝင်တဲ့ Renegade Passion Sasuke ရဲ့တမီးတစ်ယောက်လည်းဖြစ်ပါတယ်။ စာစကဲကဆာရာဒါကိုမွေးတဲ့အချိန်မှာနင်ဂျစ်စုတွေကိုဆုတ်ယူနိုင်တဲ့ raining gun ကိုပိုင်ဆိုင်နေစေဖြစ်ပါတယ်။ဒါကြောင့်ဆာရာဒါအသုံးပြုနေတဲ့ absorption availability က raining gun ရဲ့ဖတ်တခုဖြစ်တဲ့ predator prior availability လည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ဖတ်တခုအရာဆာရာဒါသည် omnipotent မတည့်ရောက်နိုင်တဲ့လူသားတစ်ယောက်လည်းဖြစ်ပါတယ်။ဆရာဆာရာဒါဒီနီလန်တခုခုနဲ့အိုဆူစကီဖြစ်နေနိုင်တယ်လို့ခါမာစီကိုလည်းတနည်းနည်းနဲ့ရရှိထားနိုင်ပါတယ်။ဆာရာဒါကအိုဆူစကီတယောက်ဖြစ်နေလို့ဒါမှမဟုတ်လေခါမာပန်ရှင်ဖြစ်နေတာကြောင့် absorption နေကျစုကိုအတုပြနေတဲ့ဒါမျိုးလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါသေးတယ်။ ဆာရာဒါတယောက် omnipotence ကိုဘယ်လို immune နိုင်ခဲ့တယ်လဲဆိုတဲ့အချက်ကလည်းအလွန်တရာစိတ်ဝင်စားဖို့ကောင်းပါတယ် Omnipotence ကို immune နိုင်ခဲ့တာကဆာရာဒါတွေမဟုတ်ပဲစုမီရဲလည်းရှိနေသေးပြီးစုမီရဲကတော့ Nijitsu absorption ability တွေကိုတော့အသုံးမပြုနိုင်သေးပါဘူး။နောက်ထပ် theory တစ်ခုကတော့ Shippuden ရဲ့ဖန်တီးမှုဖြစ်တဲ့ legendary Chibaku Tensei ပဲဖြစ်ပါတယ်။ Chibaku Tensei ဆိုတာကလည်း gravity ability ကိုအခြေခံထားတဲ့ Jutsu တစ်ခုပဲဖြစ်ပါတယ်။ Gravity တစ်ခုကိုဖန်တီးကပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုစွဲနေနိုင်တာက Naruto Universe မှာအသစ်ဖြစ်နေတယ်လို့လည်းမဆိုနိုင်ပါဘူး။ ဖန်တီးတဲ့ gravity ကို floating black orb လို့ခေါ်တဲ့အနက်ရောင် black hole ကကြီးမားတဲ့ဥက္ကာကကြီးတစ်ခုကိုဖန်တီးနိုင်စွမ်းရှိခဲ့ပါတယ်။ Now to Nessa Scaro ရဲ့ Super Chipper Crew Tensor ကလည်းခက်ခူရာကိုချိန်ပိတ်နိုင်တဲ့အထိ powerful ဖြစ်ခဲ့ပါတယ်။ Super Chipper Crew Tensor ကကြတော့ brother တို့အနေနဲ့ကိုယ့်ရဲ့ partner တယောက်နဲ့အတူချိန်ပိတ်ခြင်းနဲ့အရာတစ်ခုကို gravity feed တစ်ခုအနေနဲ့သတ်မှတ်ပေးရပါတယ်။အဲ့အရာက gravity field တစ်ခုဖြစ်သွားရင်တော့အဲ့အရာဝိထုကအနီးနားမှာရှိတဲ့အရာရာကိုစွဲငင်စုပ်ယူပြီးလက်တစင်းအရွယ်အစားရှိတဲ့ချိုတစ်ခုကိုဖန်တီးပေးသွားမှာဖြစ်ပါတယ်။ လက်ဟိုးရင်ဆိုတာကလည်းကြီးမားတဲ့ဆွဲငင်အားတစ်ခုနဲ့အတူဘေးနားမှာရှိတဲ့အရာမှန်သမျှကိုဆွဲငင်ဆုပ်ယူနိုင်တဲ့အာကာသတွင်းနယ်ကြီးတွေပဲဖြစ်ပါတယ်။ဒါကြောင့်ဆာရတာအသုံးပြုနေတဲ့ Avalanche ကဘလက်ဟိုးအပေါ်မှာအခြေခံထားတဲ့ Chibaku Tensei ရဲ့ variation တစ်ခုလည်းဖြစ်နေနိုင်ပါတယ်။ Naruto Universe မှာတော့ Chibaku Tensei ကိုအသုံးပြုနေတဲ့လူဟာ Sasuke တယောက်သာချက်ရှိတော့တာကြောင့်ဆာရတာကလည်း Chibaku Tensei ရဲ့ version တစ်ခုကိုအသုံးပြုနေနိုင်လောက်ပါတယ်။ Nagekyo Sharingan တွေမှာ Rinnegan ရဲ့ Avalanche တွေကိုရရှိပိုင်ဆိုင်နေတဲ့ဆိုတာကိုအရှိကတာရကတွေကိုပြန်ကြည့်ရင်သိနိုင်ပါတယ် ခမွေးဆိုတာကလည်း Renegan ရဲ့ ability တစ်ခုဖြစ်တဲ့ Potter နည်းစနစ်ကိုအသုံးပြုထားတာမျိုးဖြစ်ပါတယ်။ Michael Jordan အသုံးပြုနိုင်တဲ့ gadget စုတွေကလည်း Renegan ရဲ့ fashion ခွဲ gadget စုတွေဒါဖြစ်ပါတယ်။ဒါကြောင့် Renegan နဲ့ Sharingan တွေကဆက်ဆက်ပတ်သက်နေတဲ့အနေအထားမှာရှိပါတယ်။ Sharingan ဆိုတာက Renegan ကဒီမှာတစ်စိဖြစ်ပေါ်တည်ရှိလာတဲ့စွမ်းအားတစ်ခုပဲဖြစ်ပါတယ်။ဘာလို့ဆိုရင်နိကန်ဟာကိုရိုမိုကရိနိကန်ကိုမနှိုးထားနိုင်ခင်မှာရှာရင်းခန်ကိုသူမြန်နိုးတန်ဖိုးထားရတဲ့ကောင်မှလေးရဲ့ပြေဆုံးမှုကနေပါတဲ့ဆင်နှိုးထားနိုင်ခဲ့တာကြောင့်ပါ သူ့ရဲ့တာကိတူအင်တရာကလည်းအဖေဖြစ်သူဟာကိုရိုမိုရဲ့အမွေရှာရွန်းကန်ကိုရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ Itachi နဲ့ Sasuke ကလည်း Mega Kyo ရှာရွန်းကန် user တွေဖြစ်ပြီးတူညီတဲ့ Amaterasu Ability ကိုအသုံးပြုနိုင်ခဲ့ကြတယ်လို့ရှိဆွေးနေသူ့ရဲ့အဖိုးဖြစ်သူ Kakami တို့ကလည်းတူညီတဲ့ Mega Kyo Ability တွေကိုအသုံးပြုနိုင်ခဲ့ကြပါတယ်။အကုန်လုံးက Rene Kan ကနေပဲဆင်းသက်လာခဲ့တာကြောင့် Mega Kyo ရဲ့ Ability တွေကလည်းတစ်ခုနဲ့တစ်ခုတူညီနေခဲ့ကြပါတယ်။ဒါကြောင့် Sarada အသုံးပြုနေတဲ့ Ability ကချီပါကူထန်းစဲများဖြစ်နေမလားဆိုတဲ့မေးခွန်းက ဖာရှင်အခွဲဆိုရင်တော့မပြောတတ်ပေမဲ့အတီးအကြတူညီဖို့ဆိုတာဆရာဒါရဲ့ Athletic ကစိုးယူဆွဲငင်ခြင်းအပြင်အခြား Dimensional ကိုပါပို့ဆောင်ပေးနိုင်တာကြောင့်မတူညီတဲ့အနေအထားတစ်ခုမှရှိနေခဲ့ပါတယ်ဒါအပြင်ချီပါကူထန်းဆယ်ကအနီးအနားမှာရှိတဲ့အရာဝတ္ထုတိုင်းကိုစိုးယူနိုင်တာမျိုးဖြစ်ပြီးဆာရာဒါရဲ့ availability ကတော့ review ရဲ့တဲတတ်မှုတွေကိုသာစိုးယူနိုင်ခဲ့ပါတယ်။အခုရှင်းပြခဲ့တဲ့အချက်၄ချက်စလုံးက Naruto Universe မှာတရှိနေပြီးသားဖြစ်တဲ့စွဲငင်ခြင်းနဲ့စိုးယူခြင်း availability တွေပဲဖြစ်ပါတယ်။ ဆာရာဒါရဲ့စွဲငင်ဆုပ်ယူခြင်းကတိကျမြန်ဆန်မှုရှိပြီးလူသူမဟုတ် equipment တွေကိုတော့မဆုပ်ယူနိုင်ခဲ့ပါဘူး။ဆိုတော့ကျွန်တော်ပြောခဲ့တာတွေကတော့ black hole, gravity, photon နဲ့ ninjutsu absorption တွေပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ universe မတူတဲ့ black clover တွေက Xiaomi အသုံးပြုခဲ့တဲ့ black moon မပညာနဲ့ဆာရာဒါရဲ့ mechanical availability တို့ကိုနှိုင်းယှဉ်ကြည့်ခြင်းပါတယ်။ကျွန်တော်အနေနဲ့ black clover content တွေကိုကြိုးစားပြီးလုံဆောင်နေတာအခုဆိုရင်တော်တော်လေးလက်ခီးပေါက်နေပြီဖြစ်လို့လာကုန်ကလေးရဲ့တက်ဆက်ပေးသွားဖို့ရှိပါတယ်။ ပြောနေတဲ့ဘက်ကိုပြန်ဆက်ရမယ်ဆိုရင်ရှာမီကသူ့ရဲ့ black magic နဲ့ black moon တစ်ခုကိုဖန်တီးနိုင်ပြီးအဲ့ black moon ကရှာမီရွေးချယ်တဲ့မော်စွမ်းရည်တွေကိုသာဆုပ်ယူပေးလိမ့်ရှိပါတယ်။ဒီလိုမျိုးဆုပ်ယူလိုက်တဲ့မော်စွမ်းရည်တွေကိုရှာမီကမနာစုံနဲ့သူအတုံးပြုတ်နိုင်တဲ့မော်စွမ်းရည်တွေအဖြစ်ပြန်လဲအတုံးချနိုင်စွမ်းရှိပါတယ်။ဒါကြောင့်ဆာရာဒါကသာရှာမီလိုမျိုးနေကျစုတွေကိုဆုပ်ယူပြီးကိုဗန် chakra တစ်ခုအဖြစ်ပြန်လဲအတုံးချနိုင်မယ်ဆိုရင်တော်တော်ကြီးကျန်တဲ့ character တစ်ခုဖြစ်လာနိုင်ပါတယ်။ ခါမာယူဇာနဲ့ရီနေဂန်ယူဇာတွေကတော့ခခရှိနဲ့ရှိခါမာရူတို့လိုမျိုးစာကရပမာဏနဲ့ပတ်သက်ပြီးစိတ်ပူနေစရာမလိုတာကိုလူတိုင်းကြီးပါသိကြမှာပါကျွန်တော်ရဲ့ခံမှန်းချက်ကလည်းအပေါ်က option လေးခုအနက် Sarada အသုံးပြုနိုင်တဲ့ availability က Ninjutsu absorption လို့ပဲထင်မိပါတယ်။ဘာလို့ဆို Sarada ကအခြားလူတွေနဲ့အခြားအရာဝတ္ထုတွေကိုမစုပ်ယူခဲ့တာကြောင့်ပါ။နောက်ပြီးအခြား dimensional ကိုစုပ်ယူလိုက်တဲ့ဆိုတာမျိုးထက် Sarada ကသူ့ရဲ့ကိုယ်ပိုင် pocket dimensional ကိုစုပ်ယူပြီး chakra အဖြစ်ပြောင်းလဲသူလောက်လိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ရွေရရဲ့တဲတံမုံလေးဆိုတာကလည်းအားလုံးတည်တဲ့အတန်ရှပူရန်နဲ့မှာဆိုရင်တတိယမြောက်ခါဆဲခါခဲကမဂနက်ရီလိစ်ကိုအတုပြပြီးတီထွင်ထားတဲ့နေကျစုတစ်မျိုးပဲဖြစ်ပါတယ်။ဆာရာဒါကသူ့ရဲ့ရှာရင်းခံထွန်မွေးတဲ့တုံးကူကိုပေါက်ဆက်ပြီးမန်ကဲကျိုးကိုနိုးထားတဲ့အချိန်မှာလေ။တငယ်ချင်းတွေကိုကဲတင်တဲ့စိတ်ကစောင့်နေတာကြောင့်တငယ်ချင်းတွေကိုကဲတင်နိုင်မဲ့ absorption availability တစ်ခုကိုအတုပြနိုင်ခဲ့လောက်ပါတယ်။ဆာရာဒါကသာ gravity portal နဲ့ black hole တွေကိုအတုပြနိုင်မဲ့ဆိုရင်ဘရာသာတို့တည်တဲ့အတိုင်သူချိရတဲ့တငယ်ချင်းတွေကိုပါဆုပ်ယူသွားနိုင်တာကြောင့်အဲ့တုံးကူဟာလုံးဝမဖြစ်နိုင်လောက်ပါဘူး။ ်ခြေပါကုထန်းဆယ်ဆိုတာကိုပိုင် gravity တကူကိုဖန်တီးနိုင်တဲ့ runic ability တကူဖြစ်ပြီး potential နဲ့ black hole တွေဆိုတာအာကာသထဲမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။ black hole အကြောင်းကိုအသေးစိတ်ရှင်းပြရမယ်ဆိုရင်စွမ်းငင်အားအရန်များတာကြောင့် speed အရန်မြန်ပါတယ်ဆိုတဲ့အလင်းတောင်မဖြတ်တန်းနိုင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ origin point တကူကနေကြည့်မယ်ဆိုရင် black hole တွေဟာနေအစင်းတွေဖြစ်တာကြောင့်အပူချိန်တစ်ခုနဲ့အတူပြင်းထန်တဲ့စွမ်းငင်အားကြောင့် cherry ကိုတော်ဆွယူပြနိုင်ကြပါတယ်။မတော်တော်ကြီးပိုင်းနဲ့ quarter physics ပိုင်းကိုလေးသားတဲ့ခီရှိမိုတိုကဆာရာဒါရဲ့ magical ability မှာရော အဖေနဲ့ဦးလေးတို့စီကရှင်ထိုးနတ်ဖျားအမထေရာစုရဲ့ version တစ်ခုဖြစ်တဲ့ black hole ကိုအသုံးပြုပေးထားတဲ့ theory ကလည်း sarata ရဲ့ mangal kill pattern ကိုကြည့်ရင်သိနိုင်ပါတယ်။ bolto ရဲ့ character တိုင်းကို university ရဲ့အခြေခံအကြောင်းတရားတွေကိုအခြေခံပြီးဖန်တီးထားခဲ့ပါတယ်။ mizuki ဆိုရင်လား bolto ဆိုရင်နေ ada ရဲ့ဒုတိယစုဖြစ်တဲ့ sanri gan ကတော့လာချမ်းပုံစံတွေကိုကိုးစားပြုနေခဲ့ကြပါတယ်။ဒါကြောင့် sarata ရဲ့ mangal kill ကလည်းနေကိုကိုးစားပြုတဲ့စွမ်းရည်တစ်ခုဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ဆွေးနွေးနေကြတဲ့အထဲမှာဦးလေးနဲ့အဖေဖြစ်သူတို့ရဲ့ availability တွေကိုသာဆွေးနွေးနေခဲ့ကြပြီးအမေဖြစ်သူ Sakura ရဲ့ availability တွေကိုတော့မေ့လျော့နေခဲ့ကြပါတယ်။ Naga Chapter 20ရဲ့ plot point ကရှိုရိုရရှိထားတဲ့ဒဏ်ရာဖြစ်ပြီး Ryu က Yoro ရဲ့ bike ကိုထိုးဖောက်ပြလိုက်တာပါ။ Sarada က Yoro နဲ့အတူအခြားလူတွေကိုကယ်တင်နိုင်ဖို့သူမသုံးဘူးလို့ဆုံးဖြတ်ထားတဲ့ Mega Kyo availability ကိုထုတ်သွင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ Yoro ကိုဘယ်လိုမျိုးဆက်လက်ကုသပေးမလဲဆိုတဲ့မေးခွန်းရဲ့အဖြစ်တစ်ခုကလိုအပ်နေခဲ့ပါပြီ။ ဒီမေကွန်းရဲ့အဖြေကိုတော့ဆာရာဒါရဲ့အမေဖြစ်သူဆာကူရာကဖြေချပေးသွားဖို့များပါတယ်။ဆာရာဒါရဲ့ဒုတိယမြောက်မန်ဂယ်ကျိုးရှာရင်းကန်အဗလတီကတော့ကုသချင်းအဗလတီတစ်ခုဖြစ်နေနိုင်ပါတယ်။ဆာရာဒါဆိုတာနော်ရီလီဗာစ်ရဲ့အကျန်းဆုံးဟီလာရဲ့တမီတယောက်ဖြစ်တာကြောင့်သူမရဲ့ဒိုဂျစ်ဆုနဲ့လူသားတွေကိုကုသပေးနိုင်မယ်ဆိုရင်အရန်အရန်ပေါ်ဝါဖူဖြစ်လာနိုင်ပါတယ်။ဆာရာဒါမှာအားနည်းချက်တစ်ခုကတော့ဘရာသာတို့တည်တဲ့အတိုင်းဒိုဂျစ်ဆု limitation ဖြစ်ပြီးအီထာနဲ့မန်ဂယ်ကျိုးစတေ့ချ်ကိုမရောက်မချင်း၃လိုက်တိုင်း၃လိုက်တိုင်းမှာမျိုးလုံးကထိခိုက်နေမှာမျိုးဖြစ်ပါတယ်။ ရှာရင်းကန်ရဲ့တမိုင်းတစ်လျှောက်လုံးမှာလည်း Porter တွေ၊ Gadget စုတွေနဲ့ Offensive Ability တွေကိုတာမြင်တွေ့ခဲ့ရတာကြောင့် Sarada ရဲ့ Mangal Q မှာတော့ Healing Ability တစ်ခုခုကိုမြင်တွေ့ချင်နေမိတာအမှန်ပါ။ဖြစ်နိုင်ခြေရှိနေသေးတာကလည်း Sarada ကအမုံတရားနဲ့ Mangal Q ကိုနိုးထနိုင်ခဲ့တာမျိုးမဟုတ်ပဲချစ်ချင်းမြစ်တာနဲ့နိုးထနိုင်ခဲ့တာကြောင့်ကုသပေးနေတဲ့စွမ်းရည်ကလည်းပါရှိနေနိုင်လောက်ပါတယ်။ကြံနေသေးတဲ့မိကွန်းတစ်ခုကတော့ Sarada ကသူ့ရဲ့ Mangal Q Ability ကိုတုံလိုက်တာတောင်ဘာကြောင့်အခြားဝီရာတွေလိုမျိုးတွေးမထွက်ခဲ့ရတာလဲပေါ့။ဖြစ်ဆိုစရာ option တစ်ခုရှိပြီးတစ်ခုကတော့ Mangal Q user တိုင်းကတွေးထွက်လို့မရှိပါဘူး။ အတော့ပြတဲ့ availability ပေါ်မူ DB သွေးထွက်တဲ့ user လည်းရှိတယ်လို့သွေးမထွက်တဲ့ user လည်းရှိနေခဲ့ပါတယ်။ဒုတိယ option ကတော့ Sarada ရဲ့ဒုတိယ Mega Q availability က healing နိုင်စွမ်းရှိနေတာကြောင့်သွေးမထွက်တာမျိုးလည်းဖြစ်နေနိုင်ပါတယ်။နေရလုံးလုံးတဲ့ပုံစံကအသက်တွေကိုဖန်တီးနိုင်စွမ်းရှိတာမျိုးဖြစ်ပြီးကျွန်တော်တို့တွေနဲ့တက်ရှိတိုင်းကနေရောက်ကြောင့်အသက်ရှင်တန်နေကြတာမျိုးဖြစ်ပါတယ်။ Black Hole တွေကတော့စန့်ကျင်ဘက်အနေနဲ့အရာရာကိုစုပ်ယူဖြည့်ဆည်းပြည့်လည်ရှိပါတယ်။တူညီတဲ့ origin တစ်ခုဆိုပေမဲ့မတူညီတဲ့လုပ်ငန်းဆောင်တာတွေကိုလုံဆောင်နေကြပါတယ်။ ဒါကြောင့်ဆာရာဒါရဲ့ဗလာဒီနခုကလည်းဖျက်ဆီးခြင်းနဲ့ဖန်တီးခြင်းကိုကိုစားပြုနေဖို့များပါတယ်။ဆာရာဒါအသုံးပြုနိုင်မဲ့ဗလာဒီကိုတော့ကျွန်တော်ကရှီဆူးနဲ့ရဲစွမ်းရည်တမျိုးဖြစ်တဲ့ရှင်းနဲ့ရန်ကိုအသုံးပြုပြီးဆဲရီအော်ဂန်တွေကိုဖန်တီးနိုင်တဲ့ဗလာဒီအဖြစ်အသုံးပြုစေချင်ပါတယ်။ဒါဆိုရင်ဆာရာဒါကသူ့ရဲ့ဒိုဂျစ်ဆုနဲ့ယိုရိုရဲ့လိုအပ်နေတဲ့ fighter organs တွေနဲ့အတူ serie ကိုပါပြန်လဲဖန်တီးပေးနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ brother တို့ကရောအခုဆွေးနွေးခဲ့ကြတဲ့အခြားအလက်တွေကိုဘယ်လိုယူဆတယ်လဲဆိုတာကိုအောက်က comment section မှာဝင်ရောက်ဆွေးနွေးပါနိုင်ပါတယ်။ ဒီနေ့ဗီဒီယိုရဲ့အဓိကမေးခွန်းဖြစ်တဲ့ Sarah Da ရဲ့ Mangal Q တွေက SARS ကထပ်ပူပြီးကျန်းနေနိုင်မလားဆိုတဲ့အချက်ပါ Sarah Da ရဲ့ Mangal Q ကတော့အလုံးသိချတဲ့အတိုင်း Izuna နဲ့ SARS ကတို့လိုမျိုး strain pattern ထုံမွဲတွေပါဝင်နေတာကြောင့် Boomer Speed ဘိုင်းမှာတော့ပြောစရာမလိုတော့အောင်မြန်ဆန်နေမှာပါ SARS ကရဲ့ Mangal Q availability က offensive center Amaterasu နဲ့အဲ့ meter ကိုထိချုပ်နိုင်တဲ့ခါကဆူကြီးဖြစ်နေတာကြောင့် Potter, Gravity နဲ့ Absorption တို့ပါဝင်နေတဲ့ Sarada ရဲ့ Mangal QG ကပူပြီးကျန်းနေခဲ့ပါတယ် မာဂျရာရဲ့ Mangae Kyo Availability နဲ့ Isuna ရဲ့ Mangae Kyo Availability တွေကိုကောင်းကောင်းမသိခဲ့ရတာကြောင့် Sasuke ရဲ့ Mangae Kyo Availability တွေနဲ့နှိုင်းယှဉ်ကြည့်ရတဲ့လောက် Sarada ရဲ့ Availability ကပုံမူပြည့်စုံနေခဲ့ပါတယ်။ Sarada ကဘလို့ gadget စုမျိုးကိုထပ်မံအသုံးပြုနိုင်အောင်မလဲဆိုတာကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Sarada ရဲ့ဦးလေးဖြစ်သူ Itachi ဆိုတာကလည်း gadget စုမှာအလိုပါရမီပါတဲ့ Shinobi တယောက်ဖြစ်တာကြောင့်စောင့်တော်ကြည့်ရပါအောင်မယ်။ ဆာဝဒါရဲ့မန်ဂေကျူကအီတာနယ်စတေ့ချ်ကိုမရောက်သေးတာတောင်အခုလိုမျိုးဖဝါဖူခင်နေရင်အီတာနယ်မန်ဂေကျူရှာရင်ကန်ကိုရရှိပြီးတဲ့နောက်ပိုင်းမှာရောဘလို့ဆူဆာနိုတွေကိုထုတ်သုံးနိုင်မလဲဆိုတာကစိတ်ဝင်စားစရာပါပဲ။ကဲဒီနေ့မှာတော့ဆာဝဒါရဲ့မန်ဂေကျူအဗလတီတွေကိုဆွေးနွေးသွားခဲ့တာမျိုးဖြစ်ပြီးစာစကေးရဲ့မန်ဂေကျူရီတာတာလွန်နိုင်မလားဆိုတာတွေကိုအဖြေရှာသွားခဲ့တာမျိုးဖြစ်ပါတယ်။